အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမန်းတေရေးတာတဲ့ဒုတိယအရွယ်နှစ်ဆိုတဲ့စာအုပ်ထဲမှာတစ်နှစ်အတွင်းငင်းရဲရရရမည်ဆိုသောစောင်းမလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်အခန်းတေဦးချစ်ဖေထံမှာအကြောင်းကြားမည်ဆို၍စောင့်နေရသည်ဤရတော်တွင်ဦးချစ်ဖေနှင့်မကြာခဏဆက်သွေ၍အကျိုးကြောင့်မိမြတ်သည် ဦးချစ်ဖေကမကြမီခေါ်လိုက်မည်ဟုပြောဆိုသည်တို့ရရင်သူဤမကြမီမှာအတော်ကြာသွားလိမ့်ပြီ1949ခုနှစ်ကုန်ကနီးတွင်မှဝန်ထမ်းမှုရွေးချယ်ရေးအဖွဲ့သို့လာရောက်တွေ့ဆုံရန်အကြောင်းကြားစာရရှိလေသည်ချိန်ဆထားသောနေ့တွင် ကိုမင်းကိုချင်းလန့်ရှိဖာစာပါလာဌာနချုပ်သို့တွားရောက်ရလေသည်ကျွန်ုပ်ကဲ့သို့အဖွဲ့နှင့်တွေ့ဆုံရန်လာရောက်ဆောင်စားနေသူများကိုလည်းတွေ့ရသည် ရွေးချယ်ရေးအဖွဲ့တွင်မြမအလင်းဦးတင်ဗန္ဒာယီဝန်ကြီးဌာနဝန်ကြီးကဥက္ကဋ္ဌဖြင့်ဆောင်ရွက်၍အဖွဲ့ဝင်များမှ ဥပစွေဘူမူအောင်မန်ဝင်းမောင်ဥကာစီ အတွင်းဝင်ချုပ်နှင့်တက်မတော်မှဘူမူဘူတို့ပါဝင်သည်စစ်စေးမေးမြန်းခံရန်ကျွန်တော်အခန်းတွင်သို့ဝင်ရောက်သွားသောအခါအလုံးကပြုံးရွှင်စွာစည်းကြိုကြသည်ဥက္ကဋ္ဌမှအစအဖွဲ့လူကြီးများမှကျွန်တော်ကို သိနေကြသောပုဂ္ဂိုလ်များဖြစ်ကြသည်ပနာမသဘောဖြင့်ထွေရလေးပါစကားများကိုပြောဆိုပြီးနောက်တဦးစီကမိသည်များကိုဖြေဆိုရပါသည်မိသူကမိတို့သောမိကောများကိုမေး၍ကျွန်တော်ကမိတို့ပြန်လဲဖြေချခဲ့သည်များကို အသေးစိတ်မမှတ်မိတော့ပါ အချိန်ကာလကလည်းကြာမြင့်မီမဟုတ်ပါလောတချို့တလေသာမှတ်မိပါတော့သည်မန်ဝဲမောင်ကအခုတောင်ညက်စုပူနေတဲ့ကိစ္စတွေကိုတော့သိမှာပေါ့ဟုတ် နီးတန်းပြိုးလိုက်သည်ကျွန်တော်ကဟုတ်ကဲ့သိတယ်လောက်သိပါတယ်ဟူဖြေသည်တောင်းကျန်းသူတွေကပြောတယ်တဲ့အခုတို့လက်နဲ့ကင်တိုက်ပွဲဝင်နေတာဟာ ဆိုရှယ်လစ်တွေညစ်ပတ်လွန်းလို့တဲ့အဲ့ဒါခင်ဗျဘလို့သဘောရတယ်မန်ဝဲမောင်သည်အီမေးခွန်းကိုမေးလိုက်ပြီးလင်ဥပဆွေကိုပြုံးပြုံးကြီးလှမ်းကြည့်နေလေသည်ကျွန်တော်ဘာဖြေရမှန်းမသိဖြစ်သွားသည်ခက်ပြုံးပြုံးမျက်နှာနဲ့အဖြေကိုကြမ်းဆနေစဉ်မန်ဝဲမောင်က ဘဲနဲ့လဲဟုထပ်မေးလိုက်ပြန်သည်ဒါတော့သူတို့ဘက်ကအကြောင်းပြကြတခုခုတော့ရှာပြောရတော့မှာပေါ့ကျွန်တော်ကပြုံးလျက်ပင်ဖြေလိုက်သည်အဖွဲဝင်အားလုံးကလည်းကျွန်တော်ကိုပြုံးကြည့်နေကြသည်ဘိုးမူအောင်ကစားပေအကြောင်းကိုမေးမြန်းဆွေးနွေးလေသည်ဘာနဲ့ရောတို့အိတ်ချီဝဲတို့စာရီဖတ်ဘူးသလားဟုမေးပါသည်ဘိုးမူအောင်ထံမှမျော်လင့်မထားသည့်မေးခွန်းဖြစ်သည်ဟုတ်ကဲ့အနေချင်းတော့ဖတ်ဖို့ပါတယ်ဟုကျွန်တော်ကဖြေသည် သူတို့နှစ်ယောက်ဘယ်သူကပူတော်တယ်လဲရေးပုံသားပုံဟန်ကအစားရေးတဲ့ဘာသာရက်တွေကလည်းတဦးနဲ့တဦးမတူကြပါဘူးဒီတော့ဘယ်သူကပူတော်တယ်လို့ပြောဖို့ခက်ပါတယ်ဟုတ်ကျွန်တော်ကဖြေချလိုက်ပါသည်အဖွဲ့ဝင် လူကြီးတိုင်းကပင်မိကွန်းတစ်ခုစာနှစ်ခုစာ မေးကြသည် နောက်ပိုင်းတွင်ဦးကာစီကမေးမြန်းသဖြင့်အပြန်လန်ဆွေးနွေးဖြေချနေရသည်ဘာသာရက်မှာတမဝါယမဖွဲ့စည်းရေးဖြစ်သည်ဒီဘာသာရက်တွင်မူကျွန်တော်၏ဖြေချချက်ပေါ်အခြေပြု၍ အဖွဲ့ဝင်လူကြီးများကဆွေးနွေးဝေဖန်ပြောဆိုဖြစ်ကြသည် ကိုလိုနီခေတမဝါယမငွေစုငွေချေအသင်းများဖွဲ့စည်းခဲ့ပုံနောက်ပိုင်းတွင် အောင်မြင်မှုမရှိသဖြင့်ပြက်ပြားခဲ့ရပုံတစ်နှစ်အတွင်းငင်းငယ်ရေးစီမံကိန်းရာစားသုံးသူတမဝါယမအသင်းများနှင့်ဂုံထုတ်တမဝါယမအသင်းများမြေတို့ဖွဲ့စည်းတဲ့ပုံပြည်သူလူထုအတွင်းတမဝါယမစိတ်ဓာတ်ပြန်ပွားလာအောင်မြေတို့ဆောင်ရွက်တဲ့ပုံစသည်များလိုဖြစ်လေသည် ကျွန်တော်အားတနအီခန့်မေးမြန်းပြီးမှထွက်ခွာခွင့်ပြုလိုက်ပါသည်ကျွန်တော်ထွက်လာတော့ကအချားချင်းဆူထားသူများကိုဆက်လက်၍တွေ့ဆုံမေးမြန်းကြလေသည်လာရောက်တွေ့ဆုံသူများမှာနိုင်ငံရေးသမားလူရဲများဖြစ်ကြသည် လက်ရှိပြည်သူဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူများထဲမှကျွန်တော်အပြင်စိုက်မျိုးရောတွင်ယာယီနေပိုင်လုပ်နေသူဥသွင်တဦးသာပါလာသည် အခန်းနှင့်တွေ့ဆုံမီတလကျော်နှစ်လခန့်ကြာသောအခါ တင်နန်းတက်ဖို့ရန်ကုန်သို့လာရောက်ရန်အကြောင်းကြားသာရရှိလေသည် ထိုစဉ်ကကျွန်တော်၏မိသားစုမှာစံကြောင်လင်းလွန်းလန်းတွင်ရှိနေသောကြောင့်ကျွန်တော်အဖို့အဆင်ပြေပါသည်တို့ရာတွင်တင်နန်းတက်လျင်တင်နန်းကျောင်းတွင်နေထိုင်ရမည်ဖြစ်ပါသည်တင်နန်းကျောင်းကိုရွှေတောင်ကြားရက်ကွက်တွင်ကုန်းမြစ်တစ်ခုပေါ်ရှိအိမ်ကြီးတအိမ်တွင်ပွင့်လှစ်ထားသည်တင်နန်းသား20ခန့်သည်ထိုအိမ်ကြီးအပေါ်ထက်တွင်အိမ်ရန်နေရာများပေးထား၍ အောက်ထက်တွင်ထမင်းစားကန်းနှင့်သင်္นานခမ်းမများရှိလေသည်ရင်းချမ်း၏ဝန်ထမ်းမှုကြောင့်တွင်သင်ပြမီသင်္นานစာများစည်းရင်းနဲ့ဖော်ပြပါပါသားရဲများပါဝင်လေသည်၁ပြည်အောင်စုစိတ်တန်၂ငင်းချမ်း၏စီမံကိန်းမူ၃စီယုံရေ၄အောက်ချုံမှုရေရာ၅စီးပွားရေးစီမံကိန်းများ၆လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်း9တပုံတမိုင်း အချင်းချုပ်၈ပြည်သူတာဝန်ဝတ္တရား၉နိုင်ငံရေးကိုကျင့်တရား၁၀ဝါဒပြန့်ကျင်ဟောပြောမှုရေးရာ၁၁ပြည်လည်ထူထောင်ရေးတာဝန်များနှင့်၁၂တပ်များနှင့်ပေါင်းသင်းဆက်ဆံရေးတို့ဖြစ်ပါသည်ထို့ဖို့ပြပါဘာသာရေးများကိုတင်ကြားမိခေါင်းဆောင်ကြီးများမှကျွန်တော်မှတ်မိသလောက်အောက်ပါပုဂ္ဂိုလ်ကြီးများဖြစ်ကြပါသည်၁ဝင်ကြီးချုပ်တခင်နုဖာစာဘလအဖွဲ့ချုပ်ဥက္ကဋ္ဌ၂ ဘိုမှုအောင်ဖာစာဘလအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ၃ဥပစွေအထွေထွေတွင်ရေးမှု၄ဥကျော်ငိတွဲဘက်အထွေထွေတွင်ရေးမှု၅တခင်ဝတင်ဒုတိယအထွေထွေအတွင်ရေးမှု၆တခင်တင်လေသမားဖွဲ့ချုပ်ဥက္ကဋ္ဌ၇တခင်လွင်လုံသမားဖွဲ့ချုပ်ဥက္ကဋ္ဌ၈မစ္စတာဖာနီဘေအစိုးရကြံပေးပုဂ္ဂိုလ်၉ဥကာစီ အတွင်းဝင်ချုပ်30ဥပညင်ဒုတိယအတွင်းဝန်အမျိုးသားစီမံကိန်းဝန်ကြီးဌာန17ဥကျော်ရွေးကောက်ပွဲမင်းကြီး12ဥချစ်ထွန်းရှေ့နေချုပ်73ဥတန်အတွင်းဝန်ပြန်ကြားရေးဝန်ကြီးဌာန14ဘိုးခင်မောင်လေးဝန်ကြီး15ဘိုးမင်းကောင်ဝန်ကြီး16တခင်ချစ်မောင်တာယာဝတီအတွင်းရေးမှူး တောင်သူလေသမားအဖွဲ့ချုပ်ဘာတာလာစာစက္ခနေဥပိုးဝန်တမဝါယမမင်းကြီးထိုပုဂ္ဂိုလ်ကြီးများအနက်မှ အချို့ပုဂ္ဂိုလ်များသာလျှင် လာရောက်၍တင်နန်းပူချနိုင်ကြသည် အချို့မှာမူမအားလိုက်၍တော်၎င်းဘာသာရများတင်ကြရင်ပြည်လူရည်တော်၎င်းအချားအကြောင်းများကြောင့်တော်၎င်းလာရောက်တင်နန်းပူချခြင်းမပြုကြပါတင်နန်းသားများတွင်ရုံးပိရများမှအပါနေစဉ်ချိန်စရာကိုဤသို့ရည်ဆွဲထားပါသည် တင်းနနက်6နာရီအိယာထာလက်ဖက်ရည်တောက်ရန်နေ့နနက်9နာရီမှ10နာရီနနက်ဆွေးနွေးဝဲစာကြည့်ခြင်း3နနက်10နာရီမှ10နာရီဝန်တန်းသင်ခန်းစာ4နနက်10နာရီမှ17နာရီနနက်ထမင်းစာ5နေ့လယ်17နာရီမှ နေ့လယ်တနာရီဝန်တန်းသင်ခန်းစာ6နေ့လယ်တနာရီမှ နေ့လယ်နှစ်နာရီရန်နာခြင်းလက်ဖက်ရည်တောက်ရန်ခုနေ့ ညနေ2နာရီမှ4နာရီဝန်တန်းသင်ခန်းစာ8ညနေ4နာရီမှည6နာရီနားချိန်ညနေစာစာရန်9ညနေ6နာရီခွဲမှည8နာရီခွဲထိညင့်ဆွေးနွေးပွဲစာကြည့်ခြင်းတခါတရံဝန်တန်းသင်ခန်းစာ10ညင့်8နာရီခွဲမှညင့်9နာရီခွဲထိရန်နားချိန်အိတ်ချိန်သင်တန်းသားများတဲ့တွင် ဖာစာဘလအဖွဲ့ဝင်များနှင့်ရှမ်းကရင်အစရှိသည့် တိုင်းရင်းသားများလည်းပါဝင်လေသည်ကျွန်တော်တို့အားလုံးသည် အတွေ့အကြုံအတော်ရှိပြီးသားလူရဲများဖြစ်ကြသည် လုပ်ငန်းသည့်တာဝန်သည့်ဖြစ်သောပို့ချခြင်းများကိုဂရုတဆိုင်နာယူမှတ်သားကြသည်ဆွေးနွေးပွဲများတွင်လည်းစိတ်ပါဝင်စားစွာဆွေးနွေးကြသည်အခန့်သုံးသုံးလပြည့်၍တင်နန်းပြီးဆုံးသောအခါခရိုင်အလိုက်နေရာချထားရန်အတွက်တင်နန်းသားတိုင်းခရိုင်သုံးခုဤအမိကိုဦးစားပေး အစီအစဉ်လိုက် ရေးသားတင်ပြရန်ဥပစွေကညွှန်ကြားလေသည်အခြားသူများညီတို့ရေးသားတင်ပြကြသည်ကိုကျွန်တော်မသိပါကျွန်တော်ကတော့ဦးစားပေးအစီအစဉ်ကို ပထမတာယာဝတီဒုတိယတာယာဝတီတတိယတာယာဝတီဟုရေးတင်လိုက်ပါသည်ကျွန်တော်သည်1942ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းအုပ်ချုပ်ရေးဘက်တွင်တာဝန်ထမ်းဆောင်ကလေးကထိုအချိန်ထိတာယာဝတီခရိုင်တွင်မြို့နယ်များတွင်သာ လဲလဲတာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်ပါသည် အခြားမြည်သည့်ခရိုင်ကိုမှတွားရောက်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိသေးပါ ထို့ကြောင့်ငြိမ်းချမ်းရေးတာဝန်မှုအဖြစ်တာဝန်ထမ်းဆောင်ရမည်ဆိုရင်လဲတာယာဝတီရင်သာထမ်းဆောင်လိုပါသည် ထို့ခရိုင်ရှိနိုင်ငံရေးဖွဲ့စည်းဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများမှလည်းကျွန်တော်နှင့်ရင်းနှီးမိသာလုပ်ဖို့ကံပန်းများဖြစ်သည့်အလျောက်ထို့ခရိုင်တို့သာတွားရောက်တာဝန်ထမ်းဆောင်လိုစေရှိပါသည်အခြားဒေသတို့တွားရောက်ရန် တာဝန်ပေးလျင်မငင်းတာ၍တွားရောက်ရမည်ဖြစ်တော်လဲတာဝန်ထမ်းဆောင်ရာတွင် ကျွန်တော်အဖို့လွယ်ကူလာမည်မဟုတ်ပါ ထို့ကြောင့်ပင်လျင်ဦးစားပေးခရိုင်သုံးခုစလုံးကိုတာယာဝရီဟု တင်ပြလိုက်ခြင်းဖြစ်ပါသည်တင်နန်းသားများထဲမှတာယာဝရီတို့တွားလို့တော်သူမရှိသည်ကိုလည်းကျွန်တော်သိပါသည်တို့ရတွင်ဥပဆွေသည် ကျွန်တော်တင်ပြချက်ကိုဂျင်းနဲ့ပုံမပေါ်ပါ ခမရတော်တော်ဆိုးတယ်လူ ဦးစားပေးသုံးခုတင်ပါဆို သုံးခုတင်မောဗျ။အခုတခုတည်းတင်တော့ကျုပ်တို့လောက်ရခိုင်းရတာဘယ်လွယ်မလဲ။ဟုပြောလေသည်။တာယာဝရီကို တခြားသွားကျင်တဲ့လူများ ရှိနေလို့လား။ဟုကျွန်တော်ကမေးလိုက်ပါသည်။ရှိရှိမရှိရှိပေါ့ဗျာ။ခမားအနေနဲ့သုံးခုတင်ပါဆိုတင်ဖို့ကောင်းတာပေါ့။ဟုခက်ပြက်ပြက်ပြောလိုက်လေသည်။ဘိုမူအောင်က အနည်းမှ ကျွန်တော်တို့နှစ်ဦးဤညနာကို တလှည့်စီကြည့်ပြီးပြုံးနေလေသည်။သူနှင့်ကြောင်စင်မွဲပြီးတော့ကား ကျွန်တော်အားတာယာရီခရိုင်ခရိုင်ငင်းကြီးရေဝန်ထမ်းမှုအဖြစ်ထမ်းဆောင်ရန်တာဝန်ပေးကာတခင်နုနှင့် ဥပစွေတို့ဦးတွဲလက်မှတ်ရေးထိုးထားသောခန့်အပ်လွှာကိုထုတ်ပေးလေသည် အခန်းလေး1949ခုဒီဇင်ဘာလကျွန်တော်သည်ပြည်သူငင်းကြီးရေဝန်ထမ်းမှုအဖြစ်ခန့်အပ်လွှာကို ယူဆောင်၍တာယာဝရီတို့လာခဲ့သည်ဘ ਹੁ ငင်းကြီးရေကော်မတီကခရိုင်ငင်းကြီးရေကော်မတီကိုမြည်တို့မြည်ပုံး ဖွဲ့စည်းရမည်ကိုညွှန်ကြားလိုက်သည် ခရိုင်ငင်းငယ်ရေးကော်မတီတွင် ခရိုင်ဝန်ကဥက္ကဋ္ဌဖြင့်ဆောင်ရွက်ပြီး ခရိုင်အဆင့်ရှိတက်ဆိုင်ရာဌာနကြီးကဲများ ပါလီမန်အမတ်များပါဝင်လေသည်ငင်းငယ်ရေးဝန်ထမ်းမှုက ခရိုင်ကော်မတီ၏အတွင်းရေးမှုအဖြစ် ဆောင်ရွက်ရလေသည် ခရိုင်ငင်းငယ်ရေးကော်မတီသည်ပြည်သူလူထုကိုယ်စားလှယ်များပါဝင်သည့်ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးတည်ဆောက်ရန် ရှေးပြေးအဖွဲ့ဟု ဆိုနိုင်ပါသည် ခရိုင်ငင်းငယ်ရေးကော်မတီ၏လက်အောက်တွင်လုံခြုံရေးကော်မတီစီးပွားရေးကော်မတီလူမှုရေးကော်မတီစသဖြင့်ကော်မတီခွဲများကိုဖွဲ့စည်းထားသည်ခရိုင်တွင် အရေးကြီးသည့်အုပ်ချုပ်ရေးလုံခြုံရေးစီးပွားရေးလူမှုရေးမှအစအရေးကြီးသောပြဿနာများကို ခရိုင်ငင်းငယ်ရေးကော်မတီသို့တင်ပြပြီးမှဌာနဆိုင်ရာတို့ကအကောင့်ထေပေါ်ကြရသဖြင့်ငင်းငယ်ရေးဝန်ထမ်းမှုသည် ခရိုင်တွင်အရေးပါရရောက်သောပုံကိုတူဦးဖြစ်နေလေသည် ခရိုင်ဝန်ထမ်းမှုသည်ဗဟုကော်မတီမှတစဉ်ဝန်ကြီးဌာနများနှင့်လည်းဆက်သွယ်နိုင်သူဖြစ်သည် ဥပမာအားဖြင့်ပုဂ္ဂိုလ်အချို့အားကာကွယ်ရေးပုံမှန်900ဖမ်းဆီးခြင်းပြန်လွှတ်ခြင်းစသည့်ကိစ္စများကို လုံခြုံရေးကော်မတီတွင် တင်ပြပြီးဆုံးဖြတ်ချက်ရယူ၍ရင်းဆုံးဖြတ်ချက်အရအကောင့်ထည့်ဖော်ရသည်ထိုကော်မတီတွင် ခရိုင်ဝန်ကဥက္ကဋ္ဌဖြင့်ဆောင်ရွက်ပြီးဌာနီတက်မတော်မှတည်ရင်မှု ခရိုင်ရဲဝန် ခရိုင်ဆက်ရှင်တရားသူကြီးတို့အဖွဲ့ဝင်ဖြစ်ပါဝင်ပြီးငြိမ်းချမ်းရေးဝန်ထမ်းမှုကအတွင်းရေးမှုဖြင့်ဆောင်ရွက်ရသည်တခါတရံအဖွဲ့ဝင်များတဦးနှင့်တဦးသဘောချင်းမတိုက်ဆိုင်သောကြောင့်အစည်းအဝေးတွင်အငင်းခုံများဖြစ်ကြရလေသည် ထို့နည်းတူ အခြားသော ကော်မတီများတွင်လည်းအငင်းပွားမှုများမကြာခဏဖြစ်ကြရသည် ထိုအခါခရိုင်ဝန်ထမ်းမှုသည် ပြည်တနာကို လိမ္မာပန်းနှစွာ ဖြည့်ရှင်းရလေသည် အခြားခရိုင်များတွင်မူမြည်သည့်အခြေအနေရှိသည်ဟုကျွန်တော်မသိပါ ကျွန်တော်တာဝန်ထမ်းဆောင်နေရသောတာယာဝတီခရိုင်တွင်မူအချို့သောယာရှိကြီးများသည်ငြိမ်းချမ်းရေးဝန်ထမ်းမှုကို နိုင်ငံရေးတမပေါက်ဆဟုမြင်ပြီးလွတ်လွတ်ချင်းချင်းပေါင်းသင်းဆက်ဆံမှုမပြုခြင်းကြထို့အတူနိုင်ငံရေးတမများကလည်းမျိုးပိုင်ဘဝမှကူးပြောင်းလာသောငြိမ်းချမ်းရေးဝန်ထမ်းမှုအားသူတို့နှင့်တွဲတူတတ်တူမဟုတ်သောဘျူရိုကရက်ပေါက်ဆကနိုင်ငံရေးလောကတွင် လာရောက်လူတွင်ကျဲလုံနေသည်ဟုထင်ကြဟန်ရှိပါသည်ထို့ကြောင့်ကျွန်တော်သည် လုပ်ငန်းခွင်တွင်မပြောပိုက်တော့ပါထိုတာဝန်ကိုထမ်းဆောင်၍၄ငါ၆လကြာသောအခါကျွန်တော်ညင်းခွေလာပါသည်တို့ရတွင်ရုတ်တရက်ထွက်ခွာသွား၏မဖြစ်ဘုံငင်းငင်း၏ကော်မတီမှတာဝန်ပေးလိုက်သည့်အချိန်ဆောင်ရွက်ဖွယ်ရှိသောကိစ္စများကိုစူးစမ်းဆောင်ရွက်နေရလေသည်အခန်းကငင်းငင်း၏ဝန်ထမ်းမှုအတွက်ခရိုင်ဝန်ယုံ၏အောက်ထက်တွင် အခန်းငယ်တစ်ခုပေးထားလေသည် ထို့ပြင်စည်ရည်တယောက်လည်းတာဝန်ချထားပေးပါသည်ဟိုငင်းငယ်ရေးကော်မတီမှငင်းငယ်ရေးဝန်ထမ်းမှုအားတာဝန်ပေးလိုက်တော့အလုပ်ကိစ္စများသည်အလွန်ကျေပြန့်သဖြင့်စည်ရည်တယောက်ထဲနှင့်မနိုင်မနှင်းဖြစ်နေလေသည်စင်စက်အားဖြင့်ခရိုင်ငင်းငယ်ရေးကော်မတီ၏လုပ်ငန်းများကို ခရိုင်ရုံးဝန်ထမ်းများကကူညီဆောင်ရွက်ပေးရန်ဖြစ်တော်လဲကြည်ကြည်ပြူပြူဆောင်ရွက်ပေးကြခြင်းမရှိကြသူတို့လည်း သူတို့တာဝန်နဲ့သူတို့ပြည်ဝင်နေသည့်အပြင်ရုံးလုပ်ငန်းအဝဝကိုဦးစီးကောင်းဆောင်ပြု၍စီမံအုပ်ချုပ်နေသောကာဗျားမျိုးမဝင်းတော်ကြီးကဝန်ထမ်းမှု၏လုပ်ငန်းများကို စေတနာထား၍ကူညီခြင်းစိတ်မရှိသောအခါရုံးဝန်ထမ်းများကလည်းခက်ရှောင်ရှောင်လုပ်နေတတ်ကြသည်အချို့ရုံးဝန်ထမ်းများကလည်းခရံဝန်ထမ်းမှုသည်သူတို့၏လုပ်ပိုင်ခွင့်များကိုဝင်ရောက်ဆွတ်ဖက်လုပ်ကိုင်နေသည်ဟုယူဆနေကြဟန်တူသည်ရခင်ကလုံခြုံရေး အုပ်ချုပ်ရေးလူမှုရေးစသည့်လုပ်ငန်းတာဝန်များကိုမြို့ပိုင်နေပိုင်နှင့်ခရိုင်ဝန်ယုံများကသာတာဝန်ယူဆောင်ရွက်နေကြရတော့လေညဉ့်ညဉ့်ကော်မတီများဖွဲ့စည်းပြီးသောအခါအရေးကြီးသောကိစ္စများကိုတဆိုင်ရာကော်မတီများသို့တင်ပြကာဆွေးနွေး၍ဆုံးဖြတ်ချက်ရယူပြီးမှအကောင့်တွေပေါ်ရသည့်အတွက်ဌာနဆိုင်ရာတို့၏လုတ်ပိုင်ခွင့်များကိုညဉ့်ညဉ့်ကော်မတီများကဝင်ရောက်လုတ်ကန်နေသည်ဟုယူဆပါပြီး မနှိမ့်ညွှန်းကြသည့်ကိစ္စများလည်းဖြစ်ပေါ်လာလေသည်ထို့ကြောင့်ကျွန်တော်သည်ရန်ကုန်သို့တာဝန်ရရောက်ရှိလာသည့်အခါများတွင်မိခင်ဌာနေသို့ပြန်လည်တာဝန်ထမ်းဆောင်ရန်ကြိုးစားမိလေသည်မိမိဆန္ဒကို ဥပစွေကိုလည်းထုတ်ဖော်ပြောဆိုမိသည်လောရကန်ရတာတိတ်အဆင်မပြေဘူးဗျအရာရှိကြီးတွေစိတ်ထဲမှာမြို့ပိုင်ပေါက်ဆနိုင်ငံရေးသမားရောင်ရောင်နဲ့သူတို့လုပ်ငန်းတွေကိုဝင်ဆက်နေတယ်လို့ထင်ကြတယ်နိုင်ငံရေးသမားတွေကလည်း အရာရှိပေါက်ဆကသူတို့ကိုဆရာလာလုပ်နေတယ်လို့ထင်နေကြတယ်။အဲဒီတော့ကို့ဌာနကိုပြန်သွားတာပဲကောင်းတယ်ထင်ပါတယ်။ဟုပြောပြလေသည်။ဥပဆွေက ကျွန်တော်ပြောသမျှကိုခက်ပြုံပြုံနားထောင်ပြီးဒီလိုဆိုခမရလဲစာရေးဆရာပဲ။ပေါက်ဆထီကဆိုပြီးစာအုပ်တအုပ်ရေးပါလား။ဟုပြောပြီးရီမောလေသည်။တို့နေကျွန်တော်သည် စိတ်ကူးပေါ်ကမမခိတရင်စာတွင် ပေါက်ဆဟူသောကလောင်ဝက်ဖြင့်တခမ်းရပြဇာများကို ဂျိုကြားရေးသားလေသည်ကျွန်တော်ရေးသားသည့်တခန်းရဲ့ပြဿနာများမှာထိုစဉ်ကနိုင်ငံရေးသမားများနှင့် အရာရှိလောကကိုတယောထားသည့်ပြဿနာများဖြစ်လေသည်ငြိမ်းချမ်းရေးဝန်ထမ်းမှုတာဝန်ကိုထမ်းဆောင်နေစဉ်နိုင်ငံရေးဘျူရိုကရေစီလောက၏အနှိဋ္ဌာယုံများကိုပို၍မြင်လာသောကြောင့်ဖြစ်သည်တို့ရတွင်ကျွန်တော်ဘဝသည် အခြေအနေရထိုလောကမှာယုံမထွက်နိုင် ထိုတော်တွင်ယာရုဝံအဖွဲ့မှာ မြန်မာနိုင်ငံဝန်ထမ်းကြီးတန်းယာရုများတွင်ဖြေဆိုရန်လျှောက်လွှာများခေါ်ယူသောအခါလျှောက်ထားလိုက်လေသည်။တာယာဝတီရင်ရှိသော ကျွန်တော်၏လုပ်ဖို့ကိုင်ဘတ်မိတ်ဆွေများလည်းလျှောက်လွှာတင်သွင်းလိုက်ကြလေသည်။စာမေးပွဲချိန်တွင် တပြော်တပါးကြီးတွားရောက်ဖြေဆိုကြသည်။စာမေးပွဲဖြေဆိုပြီးသည့်နောက်ပိုင်းတွင်လည်းငင်းငယ်၏ဝန်ထမ်းမှု၏တာဝန်များကို ကြေပွန်စွာဆက်လက်ထမ်းဆောင်နေရလေသည်။တမတော်မှ ခရိုင်တွင်းရှိမြို့များကိုတင်ပိုက်ပြီးဖြီးပြီး လေဝံဤအိမ်တွင်စူပေါင်းနေကြတော့ကျွန်တော်တို့တွေလူစုကွဲသွားလေသည်။နောက်၃လခန့်ကြာသောအခါပြည်ထောင်ဝင်ကြီးဌာနမှကျွန်တော်အားမြန်မာနိုင်ငံဝန်ထမ်းကြီးတန်းရာထူးတွင်ခန့်အပ်ရန်ရွေးချယ်ထားပြီးဖြစ်၍လက်ခံမိမခံမိကို အမြန်ပြန်စားရန်တန်ကြိုးစာရရှိလာသည်။ကျွန်တော်က လက်ခံမိဖြစ်ကြောင်း ပြန်ကြားလိုက်သည်။များမကြာမီရွေးချယ်ခံရသူ၃၁ဦးတို့၏အမိကို ထုတ်ပြန်ကြေညာလေသည်ရွေးချယ်ခံထားခြင်းခံရသူများအနက်လက်ရှိမျိုးပိုင်းဖြင့်တာဝန်ထမ်းဆောင်နေသူ31ဦးပါဝင်လေသည်ဤသို့မိခင်ဌာနတွင်ယာဓုတိုးတက်ခံထားခြင်းခံရကြောင်းသိရတော့လေကျွန်တော်အဖို့မှမူပြန်လည်တွားရောက်ခြင်းမပြုနိုင်သေးပေငင်းငယ်ဤဝန်ထမ်းမှုဤတာဝန်ကိုသာဆက်လက်ထမ်းဆောင်နေရလေသည်ထို့အတော်တွင်အစိုးရက ပြန်လည်ထူထောင်ရေးတက်ကို ဖွဲ့စည်းခဲ့ရာငင်းငယ်ဤဝန်ထမ်းမှုသည် တူတာဝန်ကြရာခရံအတွင်းတွင်တပ်သားများကိုစုဆောင်းပေးရလေသည်ရဲဘော်ဟောင်းများလက်နက်ချဝင်လာသူများနှင့်ပြင်ပမှလုံသမားများကို စီယုံပါဝင်စေသည်သူတို့အတွက်စားဝတ်နေရေးအဆင်ပြေစေရန်နှင့်လောဝါစီယုံဆောင်ရွက်ခြင်းဖြစ်သည်တပ်သားများစုဆောင်းရန်ဘူမင်းကောင်ဘူမင်းလွင်ဆရာဟိန်မြို့မှဘူတိုင်ဆိုးတို့တာယာဝတီတို့ရောက်ရှိလာရာကျွန်တော်ကမိမိအိမ်မှာပဲတဲစီပြီးအစအစအကူအညီပေးရသည် ခန်း6950ခုဒီဇင်ဘာလကျွန်တော်ငိမ့်ငိမ့်ဝန်ထမ်းမှုတာဝန်ထမ်းဆောင်နေခဲ့ဒီမှာတနှစ်ပင်ရှိပါပြီအခြားရာထူးတစ်ခုတို့ပြောင်းရွှေ့ရန်အရေးပေါ်လာပြန်သည်ထိုရာထူးမှာမကြမီအကောင့်ထဲပေါ်တော့မီတမဝါယမစီမံကိန်းရာထုတ်ဝေမီတမဝါယမမဂဇင်းဤအယ်ဒီတာဖြင့်ဆောင်ရွက်ရန်ဖြစ်လေသည်လာခကလည်း900ဖြစ်သည့်အပြင် ရန်ကုန်တွင်နေထိုင်ရမည်ဖြစ်သောကြောင့်ကျွန်တော်အတွက်အဆင်ပြေလေသည်ထိုစဉ်ကတမဝါယမဌာနမှအမျိုးသားစီမံကိန်းဝန်ကြီးဌာနလက်အောက်တွင် ရှိသဖြင့်မဂ္ဂဇင်းအယ်ဒီတာဖြစ်လောက်ကိုင်းလိုလင်ရှောင်းလွာတင်လိုက်ရန်ဒုတိယအတွင်းဝန်ဥပငိန်ကတိုက်တွန်းလေသည်များမကြာမီတွင်မဂ္ဂဇင်းထုတ်ဝေရေးအဖွဲ့အားတွားရောက်တွေ့ဆုံရလေသည်ရန်ကုန်မြို့ပြည်လန်းတွင်အမျိုးသားစီမံကိန်းဝန်ကြီးဌာနယခုနိုင်ငံသားရေးဝန်ကြီးဌာနအဆောက်အအုံ အမျိုးသားစီမံကိန်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းတွင်အဖွဲ့ဝင်လူကြီးများအားတွေ့ဆုံရလေသည်။စပွဲတွင်ဝိုင်း၍ထိုင်နေကြသောအဖွဲ့ဝင်လူကြီးများမှကျွန်တော်မှတ်မိသလောက်ဦးစိုးတင်အတွင်းဝန်ဦးအေးတန်အတွင်းဝန်ဦးဖိုးဝန်တမဝါရမမင်းကြီးဦးတန်ဝန်ကြီးချုပ်၏အတွင်းဝန်နှင့်ဦးပညိန်တို့ဖြစ်ပါသည်။လူကြီးများကမိတို့မိကုံများမိ၍ကျွန်တော်ကမိတို့ဖြေးချခဲ့သည်များကို မမှတ်မိတော့ပါဤတို့တွေ့ဆုံပြီး15ရက်ခန့်ကြာတွင်ကျွန်တော်အားတမဝါယမစီမံကိန်းရာထုတ်ဝေမိတမဝါယမမဂဇင်းအေဒီတာအဖြစ်ခန့်အပ်လိုက်ကြောင်းပြန်တန်းရောက်ရှိလာလေသည်ငញ្ញန်၏ဝန်ထမ်းမှုဤတာဝန်ဝတ္တရားများကိုစွန့်လွတ်၍တမဝါယမမဂဇင်းအေဒီတာဖြစ်တာဝန်ထမ်းဆောင်ရန်ရန်ကုန်သို့ရောက်ရှိလာသောအခါကျွန်တော်တို့မိသားစုသည်စံကြောင်ရဲလင်းလွန်းလန်းတွင်ရှိသော အင်းငယ်ကလေးတစ်ခုတွင်နေထိုင်ကြသည်ထိုအင်းငယ်ကလေးကိုလွန်ခဲ့သောတစ်နှစ်ကျော်လောက်ကစူဆောင်းထားသည့်ငွေ3500ဖြင့်ဝယ်ယူထားခြင်းဖြစ်သည်ဒဏီမိုးပြင်က သုံးပေနှခမ်းအင်းငယ်ကလေးဖြစ်၍ကျဉ်းကျန်လာသည်သူရတွင်တသက်နှစ်တကိုကိုပိုင်အင်းငယ်လေးဖြစ် ပထမဆုံးကျေနေထိုင်ရသောကြောင့်ကျေနပ်နှစ်သိမ့်နေမိကြသည်အေဒီတာဖြင့်အလုတ်ဝင်ရအတွက်ပထမဦးဆုံးတွားရောက်တွေ့ဆုံရသည့်သူမှာဒုတိယအတွင်းဝင် ဥပညိန်ဖြစ်လေသည် ကျွန်တော်သူ့အခန်းတွင်သို့ဝင်သွားသောအခါဥပညိန်သည်တယ်လီဖုန်းဖြင့်စကားပြောနေသည် ကျွန်တော်အားထိုင်ရန် အရေးချီပြလိုက်သည်နှင့်ဇပွဲကလထန်တွင်ဝင်၍ထိုင်လိုက်သည် သူစကားပြောနေစဉ်ကျွန်တော်အားလက်နှိပ်ဆက်ဖြင့်ရိုက်ထားသောစာရွက်တစ်ရွက်ကိုလှမ်းပေးသည်ဖြင့်ဖတ်ကြည့်လိုက်ရာမျောလင့်မထားသောကြောင့်အတော်ပင်အံ့အားတင်သွားမိပါသည် ထိုစာသည်ဥပညိန်ကအတွင်းဝင်ချုပ်ထံရေးသားထားသည့်စာဖြစ်ပါသည် စာရင်ပါရှိသည့်အကြောင်းအရာမှာမိမိသည်နိုင်ငံရေးဖွဲ့စည်းတစ်ခုတွင်ဝင်ရောက်လုပ်ကိုင်တော့မည်ဖြစ်သောကြောင့်မိမိအားရသည့်ရထိုက်သောခွင့်များကိုပေး၍လက်ရှိရာထူးမှနှုတ်ထွက်ခွင့်ပြုရန်တင်ပြထားခြင်းဖြစ်သည်။သူတယ်လီဖုန်းနှင့်စကားပြောပြီးတော့ခါကျွန်တော်ကဟာဗျာဘယ်လိုလုပ်တာလဲကျွန်တော်ကိုတော့မဂဇင်းထုတ်ဖို့တာဝန်ပေးပြီးဥပညာကထွက်တော့မလို့လားဟုတ်ကျွန်တော်ကမေးလိုက်သည်ဟုတ်တယ်ကျွန်တော်ဆုံးဖြတ်ပြီးပြီ ခင်ဗျားတို့ဒီနေရာမှာစူးစမ်းလုပ်ရပါတမဝါယမစီမံကိန်းအနေနဲ့တိုင်းပြည်အတွက်အများကြီးလောက်ကင်နိုင်ပါလိမ့်မယ်ခုပြောပြီးနေရာမထကကျွန်တော်အတွင်းဝင်ချုပ်ကိုတွားတွေ့လိုက်အောင်မယ်ဆို၍အခန်းတွင်းမှထွက်ခွာသွားလေသည်နောက်မကြာမီဖွဲ့စည်းသည့်ဗမာပြည်အလုံသမားလေသမားပါတီတွင် ဥပငိမ့်သည့်ခေါင်းဆောင်တဦးဖြင့်ပါဝင်လာလေသည် ထိုပါတီကိုခြေခံ၍ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုပမညတာဟူသော အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာလေသည်။နာဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။